ဘာစလိုနာကိုဘာချွင်းချက်မှမရှိပဲအင်ကွင်းစတန်ဖို့ဘရစ်မှာအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးချယ်ဆီကစားသမား9ရောက်မင်္ဂလာပါဗျကိုခင်းစတာဖုတ်ဘောရှူရနေကျူလူပါရကျွန်တော်ကိုခန့်ပါတကယ်တော့လေချယ်ဆီကစားသမားအကုန်လုံးကြိုက်တယ် ပေါ်ထွက်ကစားသမားလူသားဝင်ကစားသမားကိုတယောက်မကျန်ကြိုက်တယ်အကုန်လုံးကကျွန်တော်ရဲ့အကြိုက်ဆုံးကစားသမားတွေပဲဒါပေမဲ့ program ဖြစ်မြောက်ရေးအတွက်သာကျွန်တော်9ယောက်ကိုတေချာလေးပိုက်စိတ်တိုက်ပြီးစစ်စစ်ရွေးချယ်ပေးရတာပါအဲ့လို့တော့ကျွန်တော်ညကိုနားလည်မလို့ထင်တယ်ပွင့်လင်းပြောရင်အကုန်လုံးကြိုက်တယ်ဗျာလို့ပြောလိုက်ချင်တာတကယ်တည်းလေအကုန်လုံးကောင်းတာအလီဂျန်နရိုဂါနာချိုစောစီးလူသားလေးခင်ရတယ်မကောင်းလို့မထင်လိုက်နဲ့ပထမပိုင်းမှာဂါနာချိုသည်ဘောလုံးဆုံးရှုံးမှုမရှိအောင်ဒေါက်ရှော့ဒရစ်ဘယ်တွေလုတ်သွားနိုင်တယ်ပြိုင်မဲ့နောက်ခံကစားသမားတွေကိုဒေါက်ရှော့ဆွဲထုတ်သွားနိုင်တယ် ကနာချူရဲ့ကြိုးစားအားထုတ်မှုကလည်းအမခမ်းမဲ့ဒါမဲ့နီးပြပို့ပြီးတော့တင့်တော်မဲ့ကစားသမားတယောက်ကို viewer ဘိုင်းအရာဖြစ်စေပွဲရဲ့ situation ကြောင့်ဖြစ်စေလူစားလဲလိုက်တဲ့အတွက်ကြောင့်ကနာချူကစောစီးထွက်သွားတာဒါစောစီးဆိုတာလူစားလဲခံရတဲ့ကနာချူနဲ့ပတ်သက်ပြီးပဲပြောသေးတာကျန်တဲ့ကစားသမားတွေကတော့အကုန်လုံးကောင်းတယ် Robert Sanchez တည်ငြိမ်ရင်းချက်စွာနဲ့ကစားတယ် Wesley Fofana ကောင်းတယ် Melo Gusto Reece Jane ဘာမှအပြစ်ပြောစရာမလိုခဲ့ဘူး ်ထပ်ပါတော့ကျွန်တော်ကြာဆိုနံပါတ်9မှာရှိတဲ့ကစားသမားကိုစပြီးတော့ရွေးချယ်သုံးသက်ဆွေးနွေးပေးပါမယ် Trevor Chalobba မေ့ထားလို့မရအောင်နော် Chalobba ကိုမေ့ထားလို့မရအောင်ဒီပွဲမှာ hype ခဲ့တဲ့ကစားသမားတွေက Chalobba တော့မဟုတ်ဘူး Estevan တို့ Cucurella Moses Caicedo Enzo Fernandez Leon Delap စတဲ့ကစားသမားတွေကတော့ပရိသတ်ပို့သတိထားမိတယ်တိုးတော့ Chalobba ကလုံးဝအငြိမ့်တော့နောက်မှလုံးဝအမေကန်သူရဲကောင်းတခုတော့ရှိတယ်ဒါဒီပွဲစဉ်တပွဲအတွက်ပဲကျွန်တော်ရွေးချယ်တာဟာကိုခက် ထရီဗာကျွန်တော်ပြောတပွဲတည်းကြည့်မပြောပါနဲ့ဖခင်ဆိုတော့ဒီတပွဲပဲရွေးချယ်တဲ့အတွက်ကြောင့်ဒီတပွဲပဲကြည့်ပြီးပြောရမှာနောက်လာမဲ့ပွဲစဉ်တွေမှာလည်းချယ်လိုပါဒီလိုဆွမ်းဆောင်ရပြဖို့လိုတယ်တိုးတော့ကျွန်တော်မြင်ရသလောက်တော့ချယ်လိုပါဒီတပွဲတော့မဟုတ်တော့ရှေ့နှစ်ပွဲသုံးပွဲမှာလည်းတည်ငြိမ်တဲ့ဆွမ်းဆောင်ရင်ပြတ်တတ်ထားနိုင်တယ်ပွင့်လင်းပြောမယ်ဗျာဒီပွဲကလဗိုင်းကိုဝဲကိုမေးလို့ရအောင်ချယ်လိုပါဆွမ်းဆောင်နိုင်ခဲ့တယ် aggressive ဖြစ်လွန်အားကြီးတယ်ဒီကောင်လေးဒီ Chelsea DNA တွေအပြည့်နဲ့ဟိုဘောလုံးတစ်လုံးရှင်းထုတ်လိုက်တဲ့အခါတိုင်းအောင်ပွဲခံတဲ့ပုံစံတွေကကျွန်တော်သိကြိုက်တာ အာစတန်နောက်ခံကစားသမားတွေအဲ့လိုဘောလုံးတစ်လုံးရှင်းထုတ်တဲ့အောင်ပွဲခံမှုကျွန်တော်ကသဘောကျတယ်အဲ့လိုပုံရိပ်မျိုးတွေမြင်ခဲ့ရတာတကယ်တော့တိုက်စစ်မှုဂိုးသွင်းမှာမဟုတ်ခံစစ်မှုတွေအနေနဲ့လည်း clearance လုပ်သွားတာဖြစ်ဖြစ် block သွားတာပဲဖြစ်ဖြစ်အချင်းချင်းအောင်ပွဲပတ်ခံတင်တယ်အဲ့တော့ချာလိုဘောသူတယောက်တည်းအောင်ပွဲခံတာမဟုတ်ဘူးကိုရီးယားရှင်းထုတ်သွားလဲဝင်ပြီးတော့အောင်ပွဲခံပြီးတယ် Wesley Fofana အတွက်လည်းအကောင်းဆုံး team mate တယောက်ဖြစ်စေ Robert Sanchez အတွက်လည်းတည်ငြိမ်စွာကစားပေးသွားနိုင်တယ် Fofana လုံးဝ defensive line မှာ best ပဲနော်ဆိုတော့ ဘာမှအပြစ်ပြောစရာမလိုခဲ့ဘူးစိတ်သက်ပိုင်းမန်တယ်ပိုင်း Trevor Chalover ဒီပွဲနဲ့ပတ်သက်ပြီးအလုံးစုံ ကောင်းမွန်ခဲ့တယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့ Chalover ကိုအကြိုက်ဆုံးနံပါတ်9နေရာမှာယူပြီးချင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်ကြိုက်ဆုံးနံပါတ်4နေရာမှာရှိနေတဲ့ player ကတော့ Enzo Fernandez ဖြစ်ပါတယ် Fernandez ရဲ့ rule Enzo ဆိုတာဘလို့ကစားသမားမျိုးလဲဒီပွဲတင်မှာဆက်လက်ပြတ်တသွားခဲ့ပါတယ်အဲ့တော့ဒီလိုမျိုးဆွမ်းတော်ရင်ကောင်းပြတ်တနိုင်ဖို့အတွက် နောက်ကနေ supporting လုပ်ပေးခဲ့တဲ့သူတွေကတော့ The Rich Chain တို့ Moses Kai စီတို့ပေါ့နော်တိတ်ပြီးတော့နောက်ကိုလှည့်ကြည့်ရမလို့နောက်ကျောလုံလုံနဲ့ကစားနိုင်ခဲ့တယ်ကျွန်တော်ရဲ့ command line up ထဲမှာကျွန်တော်အဲ့လိုပုံတံပရခွင့်ပေးသေးခြင်းတယ်လို့ပြောခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့လေ Rich Chain ကို site ကြီးထုတ်ဆော့တာတဲ့ဆိုင်အဲ့လိုအလေထဲမှာကစားနေတာပို့ပြီးတော့အဆင်ပြေတယ်ဗျာအန်ဆိုဒီရှေ့ကကစားသမား၃ယောက် attacking trial အတွက်အင်ပြစ်အပြစ်နဲ့အာယုံစွတ်စွတ်ဆိုင်သူ့ရဲ့ action တွေပေးလို့ရတယ် တော့အဲဆိုရဲ့ process တွေ vision ကောင်းမှုတွေဥစည်းဥဆောင်ပြုမှုတွေအများကြီးမြင်ခဲ့ရပါတယ်ဒီလိုအရေးချင်းတွေက Andrew Fernandez ရဲ့ပုံမှန်အရေးချင်းတွေပဲဗျသူစွမ်းဆောင်ရေးပိုင်းမတည်ငြိမ်လို့ဒါကျွန်တော်တွေကအားမလို့အားမရဖြစ်ပေမဲ့ Andrew ဒီတကယ်ကောင်းတဲ့ကစားသမားအဲ့တော့ကျွန်တော်ဒီပွဲတွေမှာ Andrew အကြိုက်ဆုံးနံပါတ်၄ဖြစ်ရွေးချယ်ပေးခြင်းဖြစ်ပါတယ်ကဲကျွန်တော်အကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ player ကတော့ကျွန်တော်တွေရဲ့တမနိလူသားပေါ့နော် Moisés Caicedo တက်ကယ်တွေကို အမှုပညာမြောက်စွာ ပြပြသွားခဲ့တာတိုက်စစ်မှုတယောက်ဂိုးသွင်းတာပဲအမှုပညာလို့မထင်ပါနဲ့တောင်ပံကစားသမားတယောက်တဦးချင်းလိန်ခေါက်ကြော်ဖြတ်တာကိုပဲအမှုပညာလို့မထင်ပါနဲ့ခံစစ်ကိုတေချာကစားတက်ပြီးတကယ်ပဲဖြစ်ဖြစ် clearance ပဲဖြစ်ဖြစ် defensive action တွေပေးနိုင်ခြင်းကလည်းအမှုပညာပါပဲဒီထဲမှာ Moises Caicedo ရဲ့တကယ်တော်တော်လေးကိုမိုက်တာဗျကျွန်တော် Chelsea ကလည်းအဲ့လိုကွင်းလေကစားသမားရင်းနဲ့ပတ်သက်ပြီး အစင်အလာအရာပေါ့နော်ကန်ကောင်းတတ်တယ်အရင်တော့လည်းပိုရက်တို့ဒန်နစ်ဝိုက်တို့ကိုယ်လည်းမှာကစားသမားကောင်းတွေအနေနဲ့ရှိခဲ့ပူတယ်ဖရန့်လမ်ပတ်မက်ကလီလီလက်ထက်နောက်ပိုင်းမှာကျွန်တော်ဘာစလိုနာမှာတိတ်အဆင်မပြေတဲ့ဆက်ဖာဘရီဂက်စ်တောင်ချယ်ဆီရောက်တော့အဆင်ပြေခဲ့တယ်တခြားတခြားသောကိုယ်လည်းကစားသမားကောင်းတွေလည်းဒါကျွန်တော်လက်တန်းပြောနေရလို့အများကြီးရှိသေးတယ်နောက်ဆုံးနီးစက်ပြောရင်တော့အန်ကိုလိုကွန်တီပေါ့ဗျာအဲ့တော့ကွန်တီကိုကျွန်တော်အစားပြန်ရလိုက်တာပဲကွန်တီတော့ခိုင်စီတို့ကလုံအားလုံးကောင်းခြင်းမှာတော့ကောင်းလိမ့်မယ် ကွန်တရားတော့တောက်လျှောက်တကွင်းလုံးနေရာတို့မှာရှိနေလို့တော်တော်များကြိုက်ကြတာဒါပေမဲ့ကြန့်ခိုင်မှုဘိုင်းနဲ့ပတ်သက်လက်ရှိအချိန်မှာ Moises Caicedo ဒီအရန်ကိုပြည့်ပြည့်စုံလုံးနဲ့လို့ပဲပြောရမှာပါဒီနေ့ပွဲမှာ Barcelona ကစားသမားတွေကြော်လို့မရအောင် Ferran Torres ပြေးတယ်နောက်ကနေတက်ကယ်ပြစ်တယ်ဘောလုံးကိုပြန်ပြီးတော့တည်ယူသွားတဲ့ပုံစံမျိုးလေးတွေပြေးလာရင်အဲ့ Moises Caicedo ရှိနေလို့ပဲမကြော်ဘူးဒါမှတ်တော့အဲ့တို့ကြောင့် Enzo Fernandez ကလည်းလွတ်လွတ်လပ်လပ်ကစားခွင့်ရတယ် တိုက်စတို့ကွေးလဲမှာပါတာဟုတ်ဗျာပါတာတိတာတယ်တချို့ကသားသမားတွေကပါတာမတိတာဟုတ်သူကြောက်ပါတာဟုတ်တိတာလုံးနေပေါ့နော်ကိုင်စတိုဒီပိုးပါမားနဲ့ထတ်တူညီတဲ့ key player ဖြစ်နေပြီအခုနောက်ပိုင်းပွင့်လင်းပြီပါမားတော့မပါဘဲနဲ့ versus ကိုင်စတိုကောင်းခဲ့တဲ့ပွဲတွေအများကြီးပဲပါမမပါဝင်နိုင်ရင်ကိုင်စတိုမပါဝင်နိုင်ခြင်းမှာချိန်ကွင်ရှာကိုင်စတိုမပါတာတော့ပို့ပြီးတော့အလေးတာနေပြီကိုင်စတိုမပါရင်ကွင်းလေကတော်တော်လေးရုပ်ရော်သွားနိုင်တယ်အန်ဆိုလဲအန်ဆိုဖြစ်ရှင်မှာတော့ဖြစ်နိုင်မယ် reach chain ဘလောက်ကောင်းကောင်းအဲ့ဒီ Moises ပါဖို့လိုတယ် Moises ကအရန်ကိုအရေးပါတယ်ဒီပွဲစဉ်မှာလည်း Moises ရဲ့တန်ဖိုးကိုဆက်လက်ပြသသွားတယ်အဲဒါကြောင့်ကျွန်တော်တို့ Moises Guys တို့ကိုအခြားဆုံးနံပါတ်3ဖြစ်ရွေးချယ်ပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ညကိုဘလုံးမကသားချင်းနေဆိုရင်တော့ Super Senior Baseball စီမှာ Aimbot ခွန်ရှိကို9ဒလုံး miss နဲ့ Mount 6တို့ကို Member တွေပို့ဆူခြင်းများသွားနဲ့ယုံကြည်စွာကသားလို့ရပါတယ်အသေးသေးသိချင်နေဆိုရင်တော့ဘဘနံပါတ်3969 69ကို440မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ကဲကျွန်တော်ကျဆိုနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့ကိုကိုကိုရဲယာဒါဒီကိုကိုရဲယာရဲ့အကောင်းဆုံးပုံစံပဲ တောက်လျှောက်အဲ့ဒီအကောင်းဆုံးပုံစံကိုပြသနေတာကုကူရဲရနဲ့ကိုင်စီတို့လောက်ပဲရှိတယ်ဗျဒီနေ့ပွဲတွေမှာလမင်ညမဲလ်ကိုညိနေအောင်ဘောင်တွေကတမျိုးဘောင်ပြင်ပါတမျိုးထိမ့်ပြသွားတယ်စပိန်သားချင်းဖြစ်နေလို့အထာမထားအောင်နော်မင်းငါနဲ့စပိန် national team မှာတူတူကစားလို့ဘာညာဆိုတဲ့အကွက်မျိုးတွေမရှိဘူးကုကူရဲရစိတ်ဆွတာပဲလှုပ်တာပဲအဲ့တော့ကုကူရဲရဒီ ကျွန်တော်အရင်တော့လည်းထောက်ပြပါတယ်စိတ်ဆော့ဆော့တာအရင်ကောင်းတဲ့ကစားသမားဒီကစားသမားကရုပ်ပိုင်းဆိုင်ရာအရာလည်းကြန့်ခိုင်တယ်လို့ပြိုင်ဘက်အတင်းကို mentality ဘိုင်းရာလည်းအရင်ဒုက္ခပေးနိုင်တဲ့ကစားသမားဘရိုသတိထားမိလားကုကူရယာကြောင့်หนีခဲ့တဲ့ကစားသမားတွေအများကြီးပဲနော်သူ့ရဲ့သဘင်ကိုဆွဲဆောင်တဲ့ကစားသမားတွေနဲ့ကျွန်တော်နှစ်ယောက်လောက်မြင်ဘူးတယ်ဒီနေ့ပွဲမှာလည်းအာရူဟိုအဲ့တိုင်းပဲသူဒီအာရူဟိုအဲ့လိုပြစ်မဲ့မှန်းတိတယ်တိတဲ့အတွက်ကြောင့်တသက်ခလောက်ဆန်ပြီးတော့ပြေးတာဝင်တာဗျာ တသက်အနာခံပြီးတော့ဝင်တာအာရုဟောဒီပရမတ်တခြင်းအဝါကတိတာသိတယ်အဲ့တော့အာရုဟောရဲ့စိတ်နေစိတ်ထားကပါသူအကောင်းဆုံးဖတ်ထက်တဲ့သဘောမျိုးပဲဒါဒီကုကူရယာရဲ့ပြန်ဘက်နောက်ခံကစားသမားတွေပြန်ဘက်ကစားသမားတွေဘလို့လုံနိုင်နေဆိုတာကြိုပြီးတော့မြင်နိုင်တဲ့စွမ်းရည်တစ်မျိုးဖြစ်ပါတယ်ဘလုံးသမားတယောက်ကကိုဘလုံးကစားတာတစ်ခုတည်းဟိုတယ်အာယုံဆိုင်လို့မရဘူးပြန်ဘက်ကစားသမားရဲ့စိတ်တဲ့ဘိုင်းဆိုင်ရာကိုလည်းအာယုံအပြည့်အဝဆက်နိုင်နေရမယ်အာရူဟိုကအဲ့လိုကြမ်းတက်တယ်ဆိုတာသူကောင်းဆောင်တာလည်းသဘောပေါက်ထားတယ်အဲ့တော့ကြောင့် ဒီအဝါကပ်ကိုရအောင်ထက်ယူတယ်ဒုတိယအဝါနဲ့ဖတ်သွားတယ်ချယ်ဆီကိုပြတ်နိုင်သွားခြင်းကလည်းဒီလိုမျိုးတယောက်အသာသီးရသွားတဲ့အပိုင်းကအဓိကကြခဲ့တာပါဒါတွေမကသေးဘူးလမ်မညာမဲလို့လက်ရှိချိန်ပါမီရှင်ကစားသမားကိုပါလို့ပါမဲမသိအောင်ကုကူရေရသည်အကောင်းဆုံးကပိုက်ထောင်ထဲထည့်သွားနိုင်ခဲ့တယ်ဒါကဒီတပွဲမှမဟုတ်ဘူးဒဲလာဖွန်ဒီမာကြောင့်စပိန်လေရွေးတဲ့အထဲမှာကူကူရဲရကိုတုံးလဲဆိုတာအဲ့ဒါအဖြေပဲဂရင်မဲလ်ဒိုတို့ဘယ်လ်ဒီတို့ဘာကြောင့်စပိန်မှာကူကူရဲရကိုမကြော်တယ်လဲ အဲ့ဒါအဖြေပဲဆိုတော့ဒီဘက်မှာကျွန်တော်က Google ရဲ့ Man of the Match တီးပေးကျင်တာတိုးတော့သူအမြဲတမ်းလိုလို Man of the Match ပေးခံရတဲ့အတွက်ကျွန်တော်ကတော့နံပါတ်1နေရာမှာပဲတက်တက်ရွေးပေးလိုက်တာပါကဲကျွန်တော်ရဲ့ Man of the Match ကစားသမားကတော့အားလုံးနဲ့အမြင်ချင်းတူမယ်လို့ထင်တယ် Estevao William ဖြစ်ပါတယ်ကဲ bro ဒီကောင်လေးဒီဘောလုံးရာဒီမှာဒီတိုင်းမဲ့ဆက်သွား Brazil ရဲ့ရွေးစဉ်အသင်းကရွေးသွားမယ်ခြေသွမ်းပြမယ်ဖလားရဖို့ဒီမမျော်လင့်ရှုံးထွက်အဆင့်လောက်ရမယ် နောက်2026ဘောလုံးရသည်မှာပေါင်တန်းတရာမကျော်ရင်ကျွန်တော်ကြိုက်တယ်လို့လာပြောအဲ့လောက်ထိကိုတန်ကြီးတွေမြင့်တက်သွားနိုင်ကျွန်တော်တို့ပေါက်သွားပြီဘရာဇီးလူငယ်လူရွယ်တွေထဲမှာအန်ဒရစ်ကပိုကောင်းခဲ့ပေမဲ့ပိုကောင်းတယ်ဆိုတော့ဗျာဘယ်လိုပြောမလဲပို hype ခဲ့တာပေါ့နော်ပရိသတ်ကြားထဲမှာပို့ပြီးရေပန်းစားခဲ့ပေမဲ့တကယ်ထပေါက်သွားတာကအစတီဗန်ဝီလီယံလို့ပြောရမယ်ဒီဘွမ်တိုင်ကမှာလီဘိုအော့ဖ်ပြောတဲ့စကားမှတ်မိတဲ့ညီကိုတွေမှတ်မိနိုင်မယ်အစတီဗန်ဝီလီယံဒီကဘာကြီးကိုဒီပွဲနဲ့ ပတ်သက်ပြီးတော့တက်တည်ပြရလိမ့်မယ်။သူဒီဘလို့ကစားသမားမျိုးလဲဆိုတာထုတ်ပြရလိမ့်မယ်ဆိုတဲ့အတိုင်းတကယ်ထုတ်ပြနိုင်ရတယ်။အစတီဗောင်ရဲ့ဇာကိုတိသွားလောက်ပြီ။လမင်ရမဲ့လဲ right wing မှာဆော့တယ်။အစတီဗောင်လဲ right wing မှာဆော့တယ်။ဒါပေမဲ့အစတီဗောင်ကပို့ပြီးတော့ဖြော်ပြမှုပေးနိုင်ရတယ်။သူဘတ်ပြီးတော့တွင်းယူသွားခဲ့တဲ့ကစားသမားတွေကလက်ရှိချိန်မှာကဘာအဆင့်တန်းဝင်နေတဲ့သူတွေကြီးပဲနော်။ Cuba C Transfer Market dot com မှာ ကာလာတန်ကြီးအများဆုံးဈေးကြီးဆုံးဒီ Wireless Defender ပဲ။ ဘယ်ဒီလက်ဖ်ဘက်မှာအကောင်းဆုံးကစားသမားပဲအဲ့နှစ်ယောက်ကိုကြော်ပြီးတော့ဂိုးသွင်းသွားတာသူ့ရဲ့ဂိုးသွင်းပုံကိုကျွန်တော်ရှင်းပြမယ်တာမန်ကစားသမားတစ်ယောက်ဆိုရင်အကျယ်တောင်းဖြစ်ဖြစ်အချင်းတောင်းဖြစ်ဖြစ်ကန်ပြီအစတီဗန်ဘယ်ကိုကန်သွားလဲအပေါ်ပိုက်ကိုကန်သွားတာအဲ့လိုမျိုးအပေါ်ပိုက်ကိုကန်ဖို့အတွက်သူဘယ်နှလုံးလေးကျင့်ထားမှန်းကျွန်တော်ရိတ်စားမိတယ်ဒီပွဲတစ်ပွဲမှမဟုတ်ဘူး FIFA Club World Cup မှာတော့လည်းအဲ့လိုအပေါ်တောင်းတွေကိုလန်းလန်းကန်တာအများကြီးပဲနီးစနစ်ပိုင်းကအပေါ်တောင်းကိုကန်ဂိုးသမားကဘယ်လိုဖမ်းမလဲ အရန်အပပြည့်တန်တဲ့ကံကြံမျိုးနဲ့ငါအဲ့ဒီအပေါ်တောင်းကံမဲ့တက်တက်ပြောကံကိုသမဖမ်းမှုမလွယ်ဘူးတိုးတော့အကျယ်တောင်းနေအချင်းတောင်းနေဟာဖမ်းမှုနီးစနစ်တွေရှိတယ်အဲ့တော့ကြောင့်နီးစနစ်ပိုင်းတော်တော်ကျင်ရက်တယ်ကစားသမားလို့ပြောရမှာပါဒီနေ့ပွဲစဉ်မှာအစတီဗောင်းရဲ့တူးချင်းကြော်ဖြတ်မှုတွေရောဂိုးသွင်းတဲ့စွမ်းရည်တွေရောလုံးဝအပြစ်ဆိုပွဲရာမရှိပါဘူးအဲ့တော့ကြောင့်ကျွန်တော်ကတော့အစတီဗောင်းဝီလီယံကိုအကြိုက်ဆုံး man of the match ဖြစ်ရွေးပေးနေတယ်ပဲကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်